ကိုလေဝဲသစ္စာနာမှာလေဝဲသစ္စာကြီးတာအားလုံးမြင်ပါပါကျွန်တော်တို့တွေရိုးရိုးအဆက်ဆက်ဂျိုဘန်ထိုင်းရွက်လာခဲ့တဲ့ခေတ္တောင်းစနစ်ပြောင်းတော်လိုင်းရင်းကြီးအတွက်အောင်ပွဲတွေမရခင်စัจချာအောင်ပွဲတွေသွားမဲ့တရားတွေကျွန်တော်တို့စောက်သွားနေရပါတယ်အခုအချိန်ဒီကိုလက်ရှိနိုင်ငံရေးအချိန်ဒီကိုကျွန်တော်မြင်တဲ့အတိုင်းရှင်းရှင်းသုံးသပ်ရမယ်ဆိုရင် ဒီမိုကရေစီကိုဒီမိုကရေစီဆိုတဲ့နိုင်ငံရေးဘော်ဒီယာတစ်ခုစီကိုတွားဖို့အတွက်စစ်တပ်အုပ်ချုပ်ခဲ့သောစစ်အာဏာရှင်စနစ်ကနေဖြေလျှော့တဲ့အစ်စ်မဲရှိပါသေးတယ်ဒီမိုကရေစီကိုတွားဖို့ဥတည်ရေးအတွက်ဖြေလျှော့နေသေးတဲ့အစ်စ်မဲဖြစ်ပါတယ်အားလုံးကျွန်တော်တို့ဒီဟာရာရာမှာတော်လိုင်းရေးတတိတော်လိုင်းရေးအမြင်နဲ့ ဖြစ်ခဲ့ပြီးတော့တမိုင်းစဉ်တွေကအကောင်းဆုံးသုံးသက်ချက်တွေကိုရင့်ကျက်တဲ့အနေနဲ့ပြီးစပြီးတော့မှမနှပြန်အတွက်ကိုဒီမှန်ပြီးဒီကနေ့မှအကောင်းဆုံးအမှန်ဆုံးအဖြစ်သင့်ဆုံးနောင်လောင်လောင်သားတွေအတွက်စံနမူနာအဖြစ်ဆုံးဆိုတာကိုလုပ်နိုင်အောင်ကျွန်တော်တို့ကြိုးစားရပါမယ်ဒီကျွန်တော်ဒီခန်းအားလေးကိုရောက်တော့ဒီမှာဒီစပွဲပေါ်မှာပန်းလေးတွေပြီးဖွဲ့ပြီ ပြသထားတဲ့ဓာတ်ပုံနှစ်ပုံကိုကျွန်တော်ရှင်းပြီးရှင်းပြပါမယ်။အပုံတစ်ပုံကတော့စစ်ယူနီဖောင်းတဲ့ပုံဖြစ်ပါတယ်။နောက်ဓာတ်ပုံတစ်ပုံကတော့မြို့သမီးဒီတူရဲ့ဖြူစင်ရှင်းသတ်သောဓာတ်ပုံဟောင်းလေးဖြစ်ပါတယ်။အဲဒီဓာတ်ပုံဟောင်းလေးနှစ်ပုံကဘလို့ပဲဘသူတွေဘလောက်အုံချာချမြန်မာနိုင်ငံရဲ့သမိုင်းကဘယ်တော့မှမပြတ်ပြတ်သွားမှာဟုတ်တဲ့ အမှန်ကြီးပုဂ္ဂိုလ်နှလုံးရဲ့ပုံဖြစ်တယ်ဆိုတော့ကျွန်တော်အားလုံးသက်ခံပါမလားဗျာသက်ခံပါလေဟုတ်ကဲ့သူရဲ့ရလုံးပြဆုံးကိုတီတီချာချာကြည့်ကြည့်ပါကျွန်တော်မြင်တဲ့အသေးပဲလေးတွေကိုကျွန်တော်ဖွင့်ပြရမယ်ဆိုရင်ဒီဘက်ကစီယူနီဖောင်းဝတ်ထားတဲ့ပုဂ္ဂိုလ်ဟာဆိုရင်သူကိုယ်လွန်သွားကြပါအသက်32နှစ်ပဲရှိပါသေးတယ်သူကလုံးပြီး32နှစ်အကြာမှာ16နှစ်သမီးကျောင်းသူလေးကသူလေးစားပြန်တော့ ရွယ်ပွေလွန်ခဲ့တဲ့စီရင်လူဖောင်းဝိတိုင်းပြည်ရဲ့ပြည်သူ့ဘာသာကောင်းကြီးဒေါ်ကျော်အောင်ဆန်းရဲ့ပုံကိုရင်မာဖိုက်ပြီးတော့ဒေါ်ကျော်အောင်ဆန်းတီထောင်ခဲ့တဲ့စီရင်လူဖောင်းဝိလက်နက်ကိုင်းနဲ့ပြည့်တဲ့ကြီးစံကိုရဲရဲခံနေတာတိုင်းပြည်ရဲ့အမှန်ဆုံးရတဲ့တမိုင်းဖြစ်ပါလေ အလုံးမျိုးဝင်လေးပါဖြူစီချင်းရဲရင်ချင်းမောင်မြချင်းနောင်လာနောင်သားတွေအတွက်လူသားပြည်သားစွာဘဝကိုဖျက်ဆီးခဲ့လို့ချင်းဆိုတဲ့ပုံရိပ်တွေသင်သာရင်နိုင်ပါလိမ့်မယ်တို့တို့တွေပုံရိပ်ကြီးတို့တို့ရဲ့ဓာတ်ပုံအခုချိန်ကျွန်တော်တို့ရင်ဘတ်မှာကင်ဆောင်ပြီးတော့တိုက်ပွဲတွေဝင်ကြရအောင်မယ်ဆိုတော့ဆရာပြောတော့တယ်ဘောနော ချိုစသဖြင့်မျိုးမီပေါ်လင်ထိရှားခြင်းမရှိသေးသောပေးဆက်ဆွေးနွေးသူတို့များစွာဟာလက်ရှိအချိန်ထိအကြီးထောင်တွေထဲမှာရှိနေခြင်းဟာဒီလိုတော့ပေါ်နေကြပြီကျွန်တော်တို့တိုက်ပွဲတွေဆက်ဝင်ရအောင်ပဲဆိုတဲ့အဖြေကိုကြားသနေပါလေဟုတ်ပြီကျွန်တော်အခုဒီခန္ဓာကို25နှစ်ငွေတို့ခန္ဓာကိုတော့ပထမဆုံးကျွန်တော်ရောက်ရှိဖြစ်ပါတယ် ။လာခင်ကတော့ဒီမှာကျွေးကြော်ဒီတင်ပြထားတဲ့ချက်တစ်ချက်ရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့မဝေးမဝူးကျွန်တော်ထက်အသက်၃နှစ်ကြီးပါတယ်။သူ၁၆နှစ်သမီးရွယ်မှာ88ရေတော်ဘုရားဘုเจ้าဘုကံပြီးတော့တောင်းသားတအုပ်ရှိမှာဥဆောင်တဘဝနေရှိမှာကျွန်တော်က၃နှစ်9နှစ်တောင်းသားရွယ်ခဏတန်းတောင်းသားရွယ်ဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းရွယ်တော်ခမ်းမအပါဝင် တူနာနေပြီးတော့သွားတဲ့ကျောင်းသားစီတန်းနဲ့လည်းဆန္ဒပြပွဲတွေမှာပါဝင်ခဲ့မှုပါတယ်။ဒါပေမဲ့ဖြစ်ကျောင်းရာဖန်ဆင်းစစ်ဆော်ချက်အရကျွန်တော်တမတော်တွေကို1994ကနေပြီးတော့2005ခုနှစ်နှစ်ကုန်ကြည့်17နှစ်ကျော်ကျွန်တော်တာဝန်ထမ်းဆောင်ဖို့ဝင်ရောက်ခဲ့မှုပါတယ်။ဒါကိုလည်းဘယ်တော့ဒီဘလူပဲရှင်မြန်မာစီကျွန်တော်တို့ဒီကရတော့သမိုင်းတစ်ခေတ်အတွက်တာဝန်ကိုကိုမှန်မှန်ထင်တဲ့နေရာကို ပေါင်ဝင်ထားဆောင်ခင်ကြီးလိုပဲကျွန်တော်ခံယူပါတယ်။ဒါပေမဲ့ကျွန်တော်ဝင်ရောက်သွားပြီးတဲ့နောက်ပိုင်းစစ်အာဏာရှင်ခေတ်ကအရှင်အမြင့်ဆုံးကာလမှာကျွန်တော်ဟာရာရှိငယ်တစ်ဦးဖြစ်ပေါင်ဝင်ထားဆောင်ပြီးပါတယ်။ဝင်ရင်လွတ်လပ်မှုရှိတဲ့စာပေဖိနှိပ်မှုလွတ်လပ်ခွင့်ဖိနှိပ်မှုတွေရှားလာနေပဲကျွန်တော်တို့ရဲ့အသိဉာဏ်စင်ကြယ်တုံတရားနဲ့တွေးပေါ်နိုင်စမ်းတွေကိုဖြတ်ကျက်လေ့လာကြည့်လိုက်တော့ကျွန်တော်ရောက်ရှိနေတဲ့ကာလရဲ့ကျွန်တော်ထမ်းဆောင်နေသောသမိုင်းပြည်တော်ဟာ မှန်ကန်မမြတ်ချင်းတို့ရှေးရှုခြင်းမရှိဘူးဆိုတာတော်တော်သိလာရတယ်ဟာပြည်သူရင်မှုကိုကိုလိုကိုကျွန်တော်ဆွတ်ဖြတ်ခဲ့ပါတယ်ဆောင်ပါဦးနေမှာကျွန်တော်သမရောကနေမိမိဆန္ဒသဘောထားလျောက်နှုတ်ထွက်ခဲ့ပြီးတော့2005ခုနှစ်ကစတင်ပြီး2008ခုနှစ်ကိုအဒီမိုကရက်တစ်ရေဒီယိုကနေပြီးတော့ DGB ရေဒီယိုအစီအစဉ်ကနေပြီးတော့ ရွှေရှိတမတော်ရာရှိဟောင်းတူရဲ့တမတော်တို့ဖန်ကြားချက်ဆိုရဲအပတ်စဉ်အင်္ဂါနေ့တိုင်းထုတ်လွှင့်တဲ့အစီအစဉ်ကိုပြောကြားခဲ့တာကျွန်တော်ဖြစ်ပါတယ်။အဲကျွန်တော်နိုင်တဲ့နေရာကတိုင်းပြည်တော်ဝန်ကိုတမတော်ကလွှတ်ထွက်ပြီးပြီးချင်းစတင်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။နော်ဒါကျွန်တော်ရဲ့ဖြစ်စဉ်ကိုပြောပြတာပါ။နှစ်ထောင်ခုနောက်ပိုင်းကစပြီးတော့ဒီပေါ်လူချမှုတွေကိုနောက်လျှောက်ကျွန်တော်ပါဝင်ခဲ့ပါတယ်။ယခုတည်းဒီဖြစ်ပါတယ်။နော်တမတော်ကလူကြီးချက်တော့ကျွန်တော်ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့တယ်။အကြောင်းမျိုးမျိုးတော့ကျွန်တော်တို့ထမ်းဆောင်နေတဲ့တာဝန်ဟာပြည်သူလူထုအကျိုးကိုရှေ့ရှုခြင်းမရှိဘဲ ပြည်သူသားအမိပြည်သူသားအဖဆိုတဲ့စိုင်းဘုတ်တွေကိုခြေချနေပြီးကိုကျိုးရှာအာနာသုံးသောလူလန်းစားရဲ့လက်တံရန်ရအဖြစ်ပုံချခိုင်းခံရတဲ့ကျော်ဘွားဟာပြည်သူ့အလုံးစုံသစ္စာဖောက်ခြင်းဖြစ်တယ်လို့ခံယူလာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒါနဲ့ကျွန်တော်ဒီခန်းမှာကျွန်တော်တာဝန်ထမ်းဆောင်ခဲ့မှုတဲ့၁၇နှစ်ကျော်ကာလအတွင်း ကျွန်တော်နဲ့တိုက်ရိုက်သက်ဆိုင်ခဲ့ခြင်းမရှိတော်များလည်းပဲကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ဖခင်ဘူကျော်ဆန်းတီထောင်ခဲ့တဲ့မြမမျိုးချစ်တမတော်ရဲ့အခိုက်အတန့်ခစ်ဆိုးစနစ်ဆိုးတစ်ခုရဲ့အခိုင်အခံကာလတော်တွေမှာကျွန်တော်တို့ကိုယ်တိုင်လည်းမိမိစာနာမပါပါလေမပါပါလေနဲ့အမိတ်ဆိုတဲ့နောက်မှာ ချင်းချင်းစင်ကြီးလုံးတရားနဲ့သုံးသက်ခြင်းမပြုနိုင်ပဲချီမျောလိုက်ပါခဲ့ရတဲ့ဘွားကြီးတုံခဲ့ဘူးပါလေကျွန်တော်တို့တွေကိုဘုချုပ်ချော်ခဲ့စီကတော့ဤသူသာမိဤသူသာဖတ်ဤသူအတွက်တမတော်ဖြစ်ရမယ်ဆိုပေမဲ့ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ခေတ်တခုတွင်မှာတော့ဒီဆိုင်ကုတ်ဒီဆိုင်ရင်းချက်တွေရိုက်ချိုးခံရပြီးတော့လူလူစုအတွက်သုံးချခံတမတော်ဖြစ်ခဲ့ရပါတယ်ဒါတွေကိုလူလူစုအတွက်သုံးချတမတော်ဖြစ်ခဲ့ရတဲ့ဘဝကဒီ ပြန်လည်လွတ်မြောက်ပြီးပြည်သူအကျိုးရှိရှိပြည်သူရင်ဝင်ခိုးလို့ပြည်သူတက်တာတာဝန်ထမ်းရမယ်ပြည်သူတက်မလို့စစ်စစ်ဖြစ်လာလို့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်များအကြောင်းမျိုးကြောင့်တက်မလို့မှနိုင်ွယ်တော်ပုဂ္ဂိုလ်များအားလုံးပါတာဝန်ရှိတယ်လို့ဒီကနေ့ခန်းနာနေကျွန်တော်ပြပြလိုက်ပါတယ်ကျောင်းမျိုးတော့မမြတ်သောခံယူချက်ယုံကြည်ချက်တွေကြောင့်ရင်းရင်းစွာပူဆောင်တိုက်ပွဲဝင်ရင်း ်အသက်ဇလေးပိစတ်ဆုံးလို့တော်ခဲ့တော့မဝိမောဦးအပါဝင်အာအနာရှိကဆက်ဆက်ကိုဆန့်ကျင်တော်လာရင်အသက်ဇလေးပိစတ်ခဲ့တဲ့သူရဲ့ကောင်းအပေါင်းကိုကျွန်တော်သမ္မတသာဟောသူကဒီခန္ဓာကြီးအလေးနဲ့ဝိမှုကုညရုံးနေပြလိုက်ပါလေလို့မဝိမောရဲ့မိဘအပေါင်းကြောင့်ဆုံးဆွေလုံးတောင်းလို့ပြီးခဲ့တော့အာသာနီပြေကော ောင်းရဲ့မိဘဆွေမျိုးသားချင်းမနမများကိုလည်းပြီးခဲ့ပြီးတော့အချင်းတွေကိုပြီးခဲ့ပြီးတော့အချင်းတွေအရနားလေခွင့်လွှတ်မှုတစုံတရာထားရှိပြီးလက်ရှိပြည်ပြောင်းလဲတိုးတက်လာတဲ့ခရစ်စနစ်အချင်းတွေအချိန်ခါမှာကျွန်တော်တို့အားလုံးဟာတွေးခွဲခြင်း ချီးခြားခြင်းမပြုဘဲနဲ့တိုင်းပြည်နာကတ်တော့ပူပေါင်းဆောင်ရွက်နိုင်တဲ့နေရာကနေပူပေါင်းဆောင်ရွက်တဲ့တာဝန်ကိုကိုကြရနေရာကစစ်သားလို့စစ်သားလို့တောင်းတာလို့တောင်းတာလို့ပြီးနိုင်ငံရေးသမားလို့နိုင်ငံရေးသမားလုပ်နိုင်အောင်ကုလချင်းစည်းကမ်းချင်းလူကြီးမှုဆောင်ချင်းနဲ့ပူပေါင်းပါဝင်ပေးပါလို့ဒီခါကနေကျွန်တော်ခန်းနာနေပြီးတော့ကောင်းမွန်စကားဆိုချင်ပါတယ်ကျွန်တော်တို့တွေကိုခွင့်လွှတ်ပေးပါ အကြောင်းပြုကြတမရတွေကိုဝင်ရောက်ခဲ့တဲ့တမရသားတိုင်းဟာပြည်သူလူထုကိုနင်းချေတက်မြတ်တက်ဖြတ်ချေမိုးနဲ့ဆရာနာရှင်ရဲ့ကျူတွေဖြစ်ခံယူထားရသူမဟုတ်ဘူးဆိုတော့ပြောကြရင်ကျွန်တော်ဒီခဏပြောကြခြင်းကိုဒီကုန်းချက်ပါတယ်ခင်ဗျာဘ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 ာကိုလေးတုံညာက